Hello အားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။ဆိုတော့ကျွန်တော် Manchester United ကအမှန်ကန်ခေါ်ဖို့ကြိုးပမ်းနေတဲ့ Brandfoot ရဲ့တောင်ပန်ကစားမဖြစ်သူ Ampuel မိုးနဲ့ပတ်သက်လို့နီးပြ Thomas Frank ဖြစ်သူကဈေးတက်တက်တတာနေတော့ Manchester United ဒီကစားမဖြစ်သူကိုခေါ်လို့ရမှာမဟုတ်ဘူးဆိုပြီးတော့တုံ့ပြန်လာတယ်။ကျွန်တော်ဒီ Ampuel မိုးနဲ့ပတ်သက်လို့ရှိရင် Manchester United အပြင်ကိုပဲ Newcastle တို့ဘာတို့ကလည်းအမှန်ကန်ခေါ်ဖို့အတွက်လိုချင်နေတာရှေ့မှာလည်းတောက်လျှောက်သတင်းတွေကျွန်တော်ထွက်ထားတယ်အားလုံးလည်းသိတဲ့အတိုင်းပဲ။ တော့အတင်းဘက်ကတော့လက်ရှိမှာတရားဝင်ကမ်းလန်းနာမျိုးတွေကစားမဖြစ်သူနဲ့ပုံကိုရေးဆိုင်ရာသဘောတူညီမှုရအောင်เนาะကျွန်တော်လက်ရှိကျူးပန်းနေတာတွေဘာမှမရှိသေးဘူး Brentford နဲ့ Manchester United ရဲ့ကြားထဲမှာလည်းအပြောင်းအရွှေ့နဲ့ပတ်သက်လို့ဆွေးနွေးနေတာတွေဘာမှမရှိသေးဘူးပေါ့အဓိကကတော့ကိုရီမှာဒီကစားမဖြစ်သူကိုခေါ်ဖို့ကျူးပန်းဖို့အတွက်ဒီလုံလောက်တဲ့ငွေကြေးရှိမနေဘူးပေါ့နော်စကူတင်ရဲ့ကစားသမားတွေကိုအရင်ရောင်းချနိုင်မှဒီမျှော်လင့်ချက်ရှိမဲ့အခြေအနေမျိုးဆိုတော့ ကိုဘက်ကငွေမရှိဘဲနဲ့တွားပြီးတော့မကျူးပန်းသေးတဲ့သဘောပါအဲ့တော့ကျွန်တော်တို့ဒီခွန်ညာနဲ့ပတ်သက်တဲ့အပြောင်းအရွှေ့ကလည်းအပြည့်တက်ဖို့လူနေသေးတာနဲ့ဒီအပြောင်းအရွှေ့တွေကတော့တရင်ထွက်ယုံလောက်ပဲကျွန်တော်ရှိသေးတာဒါပေမဲ့လို့တကယ်လို့ United သာအမှန်ကန်ခွန်မင်ဆိုလို့ရှိရင်တခြားတရင်ထွက်နေတဲ့ပေါင်တန်း90ဟာလောက်ချင်မှကျွန်တော်လောက်တော့မယ် Rambo ရဲ့ဘက်ကတော့ဒီကစားမသည်သူတို့ရဲ့ဒီပြီးခဲ့တဲ့ရာသီမှာ တောက်လျှောက်ဆိုသလိုကျွန်တော်တို့က twin goal တွေဖန်တီးမှုတွေနဲ့ပတ်သက်လို့ပေါ့နော်အများကြီးအကျုပ်ပြုနိုင်ခဲ့တဲ့ player တယောက်ဆိုတော့သူတို့ကဒီချာမားဖြစ်သူကိုလွယ်လွယ်နဲ့လက်မလွတ်ချင်ဘူး။အဲတော့ Thomas Frank အတွက်လည်းအရေးပါတယ် Brandford အတွက်လည်းအရေးပါတယ်ဆိုတဲ့ကစားမားဖြစ်တာလည်းပါတော့ပေါ့နော်။ဒီချာမားအတွက်ပေါင်တန်း90ဆိုတာကတန်း90နဲ့ရရင်ကိုပဲမစူးလို့ပြောရမယ့်ချင်းဒီမျိုးကိုရောက်လာပြီ။သူတို့အနေနဲ့ပေါ့နော်တန်း90တန်း60တန်း90ဝန်းကျင်ထိလိုချင်တဲ့အချင်းဒီမျိုးမှာရှိနေတယ်။သူတပင်းဒီသူဒီကစားမားနဲ့ပတ်သက်လို့ နှစ်သိန်း၃သိန်းလောက်သာအပြိုင်ကျူးပန်းခေါ်ဖို့အတွက်လုပ်နေမယ်ဆိုရင်သူတို့ဟာဈေးကစိတ်ကြိုက်ကြတော့နေနဲ့မြှင့်လို့ရ၊ကင်လို့ရသွားပြီ။ဒါကြောင့် United အတွက်ပေါ့နော်။ဒီအန်ပွဲမူကိုခေါ်ယူဖို့နဲ့ပတ်သက်လို့ရှိရင်တို့ဒီအပြောင်းရွှေ့ကဒီထက်ကျွန်တော်တို့သတင်းထွက်တာထက်ပိုပြီးတော့ဈေးပေးရနိုင်တယ်။ဒါဆိုလို့ရှိရင်တော့အသင်းဘက်ကကျွန်တော်စဉ်းစားတော့မှာဗျ။အန်ပွဲမူကိုငါတို့လိုချင်တယ်။ဒါပေမဲ့လို့ပေါ့နော်။ကစားမဖြစ်သူတွေပြောင်းရွှေ့ကြီးကတန်း90ကျော်နေတယ်ဆိုရင်တို့ရှေ့ဆက်ပြီးတော့ပဲရအောင်တူပြီးတော့ခေါ်မလား။ ဒါမှမဟုတ်တခြားအစားထိုးစရာကစားမတရားကိုပြင်ဆင်ထားသလားဒါပဲကျွန်တော်ကြည့်ရမှာအတင်းကဒီနွေမှာတိုက်စစ်မှုစစ်စစ်ရဲ့ left number 10ရိုးရဲ့ပြီးလို့ရှိရင်လက်ရှိ right number 10ရိုးရဲ့ကျွန်တော်ခေါ်ဖို့ရှိတယ်။ကိုညာက number 10ရိုးတနေရာကိုတေချာသွားပြီဆိုတော့ကျွန်တော်အံပွင်မူကကျွန်တော်ခေါ်ကိုခေါ်ရမှာသူမရဘူးဆိုရင်သူဈေးကြီးတယ်ဆိုရင်ကျွန်တော်ဘုသူ့ကိုခေါ်မလဲအခုချိန်ထိတော့ number 10ရိုးနဲ့ပတ်သက်လို့ရှိရင်သတင်းထွက်တာကအမှန်ကန်သတင်းထွက်နေတာဘာမှန်းသိမရှိဘူးဘာမှန်းသိမရှိသေးဘူး ရှိမှကျွန်တော်တို့ပြောခဲ့မှုတဲ့ဒီချာကီတို့ဘာတို့ဆိုတာမျိုးကလက်ရှိမန်ချက်စတာစီးတီးရဲ့ဘက်ကအမှန်ကန်ခေါ်ဝေးကျွန်တော်တို့လုပ်နေတာဆိုချာကီကိုလည်းအတင်းဘက်ကလူလူလာလာကျူးပန်းနေတဲ့တည်းမှာကျွန်တော်မရှိသလိုစိတ်ဝင်စားမှုတောင်ရှိရလားမသေးကြဘူးနောက်လျှောက်ဆိုလို့ကျွန်တော်တို့ချာကီနဲ့ပတ်သက်တဲ့တင်းတွေထွက်ထားတယ်ဆိုပြီးမြဲလေလို့အတင်းဘက်ကချာကီကိုခေါ်ဖို့အတွက်ဘလူးမန်ကျူးပန်းမနေဘူးမန်ချက်စတာစီးတီးကပဲလက်ရှိမှာအမှန်တကယ်အလုပ်လုပ်နေတာဆိုတော့ ဟိုချာဂီတို့ဘာလို့ကတကယ်ပြောရင်ပြအတင်းဘက်က25တန်းတန်း30လောက်ပဲကုန်မဲ့ကစားမှာတကယ်လည်းပဲ quality mint player တယောက်ပြသိလားသူဘာကောင်လဲဆိုတာလည်းလက်ရှိလုတ်ပြထားပြီးသွားပြီဒါကိုလည်းပဲအခုချိန်ကြီးကျွန်တော်ခေါ်မှကြိုးပမ်းသေးဘူးဟို Manchester City တို့ကလက်ဦးမှုရယူတော့မယ်လက်ရှိဆွေးတောင်ဆွေးနွေးနေပြီပြလို့ချင်း Proceed တို့ပို့တော့မှာဆိုတော့ Lion ကနေပြီးတော့မှဖြစ်မနေထွက်မယ်ဆိုတဲ့ကစားသမားကိုသူတို့ကရအောင်ခေါ်တော့မှာဒီနေရာမှာ Cody တို့ကပေါ့နော်ကျူးပန်းနိုင်တဲ့ချန်ရှိရတဲ့ Korea ရှစ်ရှစ်မဆက်ဘူး เนาะဟိုတင်းထွက်တယ်ဆိုတာကလည်း journalist တွေကြာလျှောက်ကြီးတာလို့เนาะပြီးလို့ရှိရင်ကျွန်တော်တို့ဒီပြည်သက်တွေကြာစိတ်ဝင်เนาะခေါ်တင်နေဘာညာတရောက်တင်းတွေပဲထွက်တဲ့အနေထားမှာရှိတယ်အတင်းဘက်ကတကယ်လေးလေးနက်နက်စိတ်ဝင်စားတဲ့အနေထားမျိုးမှာကျွန်တော်ရှိမနေဘူးဆိုတော့ narrow number 10နေရာမှာชาကီကလည်းသူများအတင်းကိုပါမယ်เนาะအန်ပွဲမူကလည်းသူတို့ဒါပေါင်တန်း90ကျော်တယ်ဆိုလို့ရှိရင်အတင်းဘက်ကမကျူးပန်းနိုင်ဘူးဆိုရင်ကျွန်တော်ဘယ်တိုင်းဘယ်ကစားမကိုကျွန်တော်အစားထိုးကြမလဲဒါဟာအတင်းအတွက်တော့ ပြင်ဆင်ထားတဲ့ဗောနော backup list တွေကျွန်တော်ရှိမှရမယ်လက်ရှိမှာတော့ Thomas Frank ကအံပွဲမှုကိုသူတို့ဈေးတက်တက်တတာနဲ့ရောင်းမှာမဟုတ်ဘူးဆိုပြီးတော့ပြောထားတယ်ညီကတို့အနေနဲ့ရောဒီကစားမဖြစ်သူနဲ့ပတ်သက်လို့ Manchester United ရဲ့ငွေအတိုင်းအတာဘယ်လောက်ထိတုံးသွားတင်တယ်လို့ထင်ကြလဲသူနေရပါအားလုံးကိုကျေးဇူးများရှိပါတယ်